အားလုံးပဲမင်္ဂလာပါဗျာ။ဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့တမတော်ထောက်ခံလို့လူရအသွေးမခံရကြောင်းကိုပိုင်ရက်ကိုရင်ဖွင့်လာတဲ့ရုပ်သံဗီဒီယိုဖိုင်နဲ့မင်းတို့ဆိုနေကိုမျိုးဝင်းတို့ကဘာတွေဘလို့တွေပြောထားလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးတာသုံးသက်ဝေးပန်းပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ျွန်တော်မင်းကနေပြီးတော့သွားမယ်ဆိုပြီးတော့135မိုင်ထိတော့ရောက်တယ်ဟုတ်ကဲ့ဆက်သွားပြီးတော့နည်းနည်းအဲကျွန်တော်ဟိုနေ့အကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာအဲဒါဆက်မသွားပြီးတော့မိုးတွေကလည်းဒါရွာတိုင်းနဲ့ကားလည်းမောင်းတာအစင်မပြေတာနဲ့ကျွန်တော်ဒါဘက်ဒီလိုရုံကန်တော့ကိုပြန်ရောက်တော့ဗျာပြီးမှကျွန်တော်အိမ်ထပ်ပြန်မယ်နော်အဲဒီကရောက်လာနေတာသိအောင်လို့ဒါကျွန်တော်တို့ဆွေးနွေးနိုင်ကြပါမလားတည်အောင်လို့ပြောတာဖြစ်ပါတယ်။နောက်အခုတက်လက်စတဲ့ပဲကျွန်တော်ဒါစီးရင်နိုင်ရင်းနဲ့ အခြေအနေလေးတွေကိုကျွန်တော်ပြောပြပေးသွားပါလိမ့်မယ်။နောက်ပြောပြတောင်းတော့ပဲထောက်ခံတဲ့သူတွေအတော်တော်များများကအချင်းချင်းနဲ့တိုက်ခိုက်ကြလို့အချင်းချင်းနဲ့ပြဿနာရှာကြတာတွေကအများကြီးဖြစ်လာတယ်။အဲ့ဒါကအဲကျွန်တော်အနေနဲ့ပြောချင်တာကတမောဘက်ကိုထောက်ခံတာကတမောဘက်ကိုရဲအကျိုးစီးပွားနိုင်ငံရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကိုပြက်စီးမဲ့သူတွေရန်နေပြီးတော့ကာကွယ်ပေးတယ်၊ဖွဲ့ပေးတာတမောနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှဒါကျွန်တော်တို့ကတိုင်းပြည်အတွက်တစ်ဖက်တစ်လမ်းကကျွန်တော်တို့ရဲ့တမိုင်းလေးတာဝန်ရနိုင်ငံတော်အေးချမ်းနေတဲ့စိတ်နှလုံးသား ဒီအရာကျွန်တော်တို့လှုပ်ဆောင်ပေးနေတာဖြစ်တယ်ဒီလှုပ်ဆောင်မှုရဲ့အနေအထားမှာရလက်ကဘာရှိပါလဲဆိုရင်အောင်မြင်တော့အသိဉာဏ်ပါတယ်ဆောင်ရမ်းအောင်မြင်ဆောင်ရမ်းအသိဉာဏ်ပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကအောင်မြင်မှုလှုပ်တာလားမဟုတ်လှုပ်တာလားဆိုတာကိုဒါလေးကိုသိဖို့လိုတယ်ဒီလိုအောင်မြင်မှုရဲ့နောက်ကမှာဘာရနိုင်လဲအဲဒီလာလိမ့်မယ်နော်အောင်မြင်မှုနောက်ကမှာလာလိမ့်မယ်နော်ကြီးလာမိုင်းလာတက်ပြက်ပုံလာပဲဒါပဲရှိတယ်ဘာကျန်တာဘာမှမရှိဘူးငွေကြီးလည်းမရှိဘူးနော်အဲ ကျွန်တော်တို့ညနေဆိုကျွန်တော်တို့ဒါအနုပညာလောက်တယ်ဆိုလည်းဘာမှမတချင်းသွားဆုတ်လို့မရဘာမှမလည်းကျွန်တော်တို့ဝင်နေမှဖြစ်ဘူးဘာဖြစ်လို့လဲဆိုလူကလည်းသွင်းဆိုင်တာမဟုတ်ဘူးတမကြောင့်ဒီတိုင်းနေတော့မှကျွန်တော်အနေထားနဲ့ကျွန်တော်ပွဲဒီပါညာလိုက်ကဆိုရင်တော့ပတ်စံတိမ်ပေါင်းများစွာရနိုင်မှာအခုဆိုရင်ဘာမှလည်းမရအောင်ဘာမှလည်းလုပ်လို့မရအောင်ဖြစ်တယ်နော်အဲ့ဒါလေးကျွန်တော်ပဲအဲ့တော့နောက်ခါကျွန်တော်တို့ဒီမှာကိုစောဖုံးကြီးကိုတိုက်ခိုက်တယ်ကျွန်တော်ကိုတိုက်ခိုက်တယ်ကိုမမောင်းကိုပြောတယ်တိုက်ခိုက်တယ်ပြောတယ်ပေါ့ဒါမျိုးအဲ့ဒါလည်းပဲဒီဘက်မျိုးပဲကျွန်တော်တို့ပြောနေတဲ့လူချင်းချင်းတွေပဲပြန်ဖြစ်ကုန်ကြအမှန်တကယ်ကတော့ ဒီမှာပြောနေတဲ့သူတွေကလက်ချိုးရိတ်လို့ရတယ်ဗျာလူသိမ့်မများဘူးဗျာအဲ့တော့အဲ့လူတွေကကိုစော်ဘောကြီးဆိုလဲသူပညာရည်ရင်သူအနေထားနဲ့သူတန်ရှိတယ်သူရဲ့စဉ်းစားလဲအုံတော့ရှိတယ်ကျွန်တော်တို့ဆိုလဲပဲထုံနေလက်ကောင်းမဲ့ နော်ကိုမမောင်လို့ဆိုလည်းပဲထုံသီးလက်ကောင်းပဲဒီနေရာမှာရရှိတဲ့စည်ရေးတဲ့တင်းအကြောင်းအရာတွေကိုပြောတင်တာကိုမမောင်ကြတော့နိုင်ငံသားမှမလို့ပြောတင်တာပြောလို့ရတယ်ကျွန်တော်တို့ကဒီမှာညမနိုင်ငံထဲမှာနေတော့ပြောတင်တာပြောလို့မရတဲ့စည်ရေးအကြောင်းအရာဒါပေမဲ့လည်းဒီနေ့ရောက်ရှင်တဲ့အချိန်မှာကိုမမောင်နဲ့ကျွန်တော်ရှင်တဲ့အချိန်မှာကျွန်တော်ဆက်ပြောကြမယ်ကိုမမောင်စီမှာရောက်နေတဲ့တင်းတွေတော်တော်များများသည်ဒါလွတ်လပ်စွာသူပြောဆိုနိုင်ခွင့်ရှိတာတောင်မှတပ်မတော်ဘက်ကိုထိန်းချုပ်ပြီးပြောဆိုနေတာကိုကျွန်တော်တွေ့ရတယ်တချို့တင်းရင်းမြစ်တဲ့တင်းတွေမှာကျွန်တော်တို့စီမှာလည်းအတန်ဖိုင်တွေပို့တယ်ဗီဒီယိုဖိုင်တွေပို့တယ်ဖုန်းဆက်တဲ့ဖိုင်တွေပို့တယ်ဒါလိုမျိုးတွေရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ကပြောတင်ပြောတတ်တာလောက်ပဲကျွန်တော်တို့က ါထပြောပြတဲ့အနေအထားမျိုးရှိတယ်။ရခိုင်ဘက်မှာပဲကျွန်တော်ပြောကြပါစို့နော်။ရခိုင်ဘက်မှာပြောကြပါစို့ဆိုလို့ချင်းအဲရခိုင်မှာလုံနေတဲ့ informer တွေကလည်းပဲသူတို့ကဟိုဘက်ကတော့ညထားလိုက်ပါတော့။တစ်ခွန်းနဲ့လည်းသူတို့ကပေါင်းရတယ်။ဒီဘက်နဲ့လည်းပေါင်းလာတယ်။ဒီလူတွေကစီးပွားရေးပဲဂျာထဲမှာရှာသွားတယ်တရင်တွေမှာဒီတိုင်းဒီလူတွေကမမှန်ကန်ပို့လို့ရှိရင် ARV တိုင်းဒီဘက်ကရခိုင်ကြီးရောက်လာတာအကြောင်းမရှိဘူးရီအေတွေတလောက်ကြီးတိန်းဆဲသွားနိုင်တာအကြောင်းမရှိဘူးဆလေးမျိုးနယ်လောက်အေတွေလက်ထဲကိုရောက်သွားတာအကြောင်းမရှိဘူးအဲ့တော့အဲ့ဒီလူတွေကဘာဖြစ်တယ်လဲဆိုတော့ အဲကျွန်တော်ဒီလာပြီးတရင်အာကျွန်တော်ပြောတရင်မှားပါတယ်အကိုဒီလိုရှိပါလေဆိုပြီးပြောတော့အဲအဲ့ဒါကျွန်တော်ပြန်ပြီးမေးကြည့်ကျွန်တော်စိတ်ထဲမှာထင်နေတယ်တိုက်ဆုံတာဘာဖြစ်လို့လဲဆိုဒီကောင်ပြောသလိုသာဆိုလို့ရှိလို့ကျငါ့တန်တော်သားလေးအယောက်တန်းဒီဒီအေးတွေစင်းလာတာအကြောင်းမရှိဘူးဒီတရင်နေမှန်ကန်သွားဒီကောင်ပို့နိုင်နေဆိုရင်ကျွန်တော်ပြောလိုက်တဲ့အချိန်မှာဒီကမှလူရေက900လောက်ကျလာတယ်ဒီလိုမျိုးဆင်းပါနဲ့ဘာညာဆိုတကယ်ကြတော့ဟုတ်တယ်အဲ့မှာရက်ွက်ထဲမှာရှိနေတဲ့လူကအဲ့မှာရက်ွက်ထဲမှာဟိုနေစစ်ဘေးကြောင့်ပြေးလာတဲ့လူတွေအများကြီးပဲအများကြီးပဲဒုက္ခရောက်နေတဲ့လူအများကြီးအဲ့ထက်မှာတက်မလို့ဝင်နေတက်မလို့သား နော်ပင်စင်သားတွေရှိမယ်နော်ပညာရေးဝန်ထမ်းတွေရှိမယ်အောက်ချုပ်ရေးဝန်ထမ်းတွေကြာအများကြီးအဲ့လူတွေကမခံနိုင်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့အမျိုးသားသူ့ရဲ့ပတ်သက်တဲ့ပါတနာတွေကအကုန်တတင်းပို့ပြီးပြောကြတာ။အဲအဲ့ဒီမှာစီးပွားရေးလှုပ်ရှားတဲ့ information ဆိုတဲ့ကောင်တွေကဘာဖြစ်လဲဆိုတော့တတင်းတွေကိုစောက်တလောလေးအမားတွေပို့ပြီးတော့တမလောဘက်ကအမားတွေပို့ပြီးအမအလွဲချော်တွေလုတ်ပြက်တာ။ ဲ့လိုအလွဲကျော်တာမလုတ်ပြစ်ဘူးဆိုရင်ခင်ဗျားတို့လည်းခမင်းစားနေတယ်လို့နားလည်မယ်ဒီတက်တော်ကြီးကဒီလိုကြီးနောက်ဆုတ်လာကြအကြောင်းရှိမလားသူမမှန်ကန်ကန်တရင်ပုတ်ပြီးနိုင်လို့ရှိရင်ဒီမှာအရောက်ဘလောက်ဝိုင်းနာပါလဲဟာလားနောက်ခါကငါ့ကိုဝိုင်းနာတာမှာအဝေးကနေမှဝိုင်းပြီးဖြစ်တာအဲ့မှာကျွန်တော်တို့ကကြားလာအတီဒီကောင်လေးပြောမှမလို့ပြောမလဲ သတင်းမီဒီယာဒီကောင်တွေကသတင်းတော်တဲ့ကောင်တွေအပေါ်မှာကြီးလို့ပါအဓိကဟိုဘက်ကလည်းထောက်ပံ့ပေးဒီဘက်ကလည်းထောက်ပံ့ဒါတွေကစီးပွားရေးလို့ကောင်တုံးနေတဲ့ကောင်အဲအဲ့ဒီကောင်တွေကပါပြလဲကျွန်တော်တို့ပြောနေတဲ့သူတွေကိုအာကျွန်တော်ကပြောလိုက်သတင်းမှန်နေတဲ့ခါကျကျွန်တော်တို့သတင်းမှားမှာဖြစ်အောင်လို့အဲကျွန်တော်သတင်းတွေကိုဟိုဘယ်လိုပြောမလဲဆိုတော့ရိမ့်ရိုင်းတော့လို့ကျွန်တော်အဲဒါလို့ပြောတဲ့သူကဘယ်သူရှိမလဲအဲအဲ့လူနဲ့ပြန်တိုက်ပြီးအာဒါလို့ပြောပြပါဒီပြောတာမှားတာအဲအဲ့လိုမျိုးတွေဖြစ်ပြီးတောင်းတဲ့ကြောင့်ပတ်ပြီးတိုက်ခိုက်ပြလိုက်တာပတ်ပြီးတိုက်ခိုက်ပြတော့အဓိကသူတို့ရဲ့အဲအစင်ပြေရေးရတမျိုးနော်သူတို့ကပြင်ပေမဲ့တည်တဲ့သူတွေများနေတဲ့အတွက်ကျွန်တော်တို့ကဒါကိုလက်မခံဘူးအဲ့တော့ကျွန်တော်ကအမြင်နဲ့စဉ်းစားမြင်နဲ့လိုက်တယ်ပြီးလို့ကျရင်ကျွန်တော် ော်တက်ရင်နေတက်ခွက်တွေအကုန်လုံးဖုံးစက်တယ်နေမြေကနေဖုံးစက်လိုက်တယ်ဖုံးဖုံးတက်ခွက်တွေကျွန်တော်မှရှိတယ်ကျွန်တော်တင်ပြလို့မရလို့ကျွန်တော်ပြိပတ်တယ်နော်အဲ့တော့ချို့နားလဲပါချို့တိုက်ခိုက်တာတွေကကိုမမောင်းလည်းသွားမတိုက်ခိုက်ပါနဲ့ကိုမမောင်းလည်းပဲသူ့မှာရောက်တဲ့တည်နေအမှန်ပဲအခုတိုက်ခွက်ဖြစ်နေဆိုတာဖြစ်နေတာပဲခင်ဗျားတို့ဒီမှာကြားလာလဲသိတယ်သူပြောတဲ့အချိန်ကတနင်္ဂနွေမှာပြောတဲ့တိုက်ခွက်ဖြစ်နေတာတိုက်ခွက်ကနိုင်ခွက်နဲ့လည်းရရရပါစကောင်းနဲ့လည်းရပြီးပြင်းပြီးသွားတာအဲ့တော့ခင်ဗျားပြေးပြေးပြေးသွားပါကြတော့တိုက်ခွက်နိုင်ခွက်တနင်္ဂနွေလောက်တိုက်ပြီးတော့ပြေးသွားလက်လက်ကြတာဟာလာအထင်းနဲ့ကြတလုံးကြလို့ကြအကြီးတလုံးကြကြတော့လို့ဒစ်တာ ဒါတွေကိုတော့တချို့ဟိုပြောနေတဲ့လူကနားလဲကြမှာနားလဲမှာကျွန်တော်တို့ကြတော့ဒါတွေအကုန်နားလဲတယ်ကောကောမောင်ပြောတာလေအားမတိုက်ပါဘူးခဏလေးလာတယ်အဲခဏလေးကအလုံးကြီးကြလို့ပြေးရတာအဲ့ဒါကိုတချို့ကမသိဘူးပါတရင်မသေးကောကောမောင်ပြောတယ်လို့အားကျွန်တော်ပြောတယ်လို့အရာပြတဲ့အကြောင်းနီးစပ်နဲ့ကတ်နေတဲ့နေရာကျွန်တော်တို့ဒီရှက်ဝင်ကရင်ပြည်နယ်ဘက်ဆိုကျွန်တော်တိတ်မပြောဘူးဟိုတနေ့ကတော့ကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်ဘာပြောလိုက်လဲဆိုတော့ဒီဟို ကရင်ဒီတိုင်းနယ်စပ်မှာရှိနေတယ်ဟုတ်လားစကန်းနေကိုကုလောက်ကိုဒီနေ့တပြိုင်တည်းတိုက်နေကြတယ်ဟာလား KNA တမ်းမှာ6ကနေပြီးတော့တိုက်နေကြတယ်ကျွန်တော်ပြောလိုက်တယ်တကယ်တိုက်နေကြတာအဲ့တော့တမ်းမှာဘက်ကအာယုံကြပြီးတော့မှငါတို့ဟိုဘက်ကပုံပေးလာတဲ့သတင်းတွေကိုလည်းတီးမယ်ကျွန်တော်ပြောတဲ့စကားနိုင်ငံတော်အစ်စ်အနေနဲ့တီးတဲ့ခါကျတော့အာဒါဒီဘက်ကလည်းပြောနေကြတယ်ပြည်သူဘက်ကလည်းဒီလိုမျိုးသတင်းကြားတယ်ဟိုဘက်ကလည်းပုံမှန်ငါတို့ဘာလုပ်ရမလဲဘာလို့အရေးဘလောက်ကြီးနေဆိုတော့ဒါကိုကျွန်တော်တို့အာယုံဆိုင်နိုင်အောင်လို့ကျွန်တော်တို့ကပြောပေးတာဖြစ်တယ်အခုဆိုဟာလားကနဲလေးတို့ဗလက်တို့တို့ဒီမော်ကီးတို့အာတေဘောဘို့တို့ကအဲ့ဒီအဲ့မှာနေတိုက်နေကြတာ အတမအေးကြားသွားလားမကြားသေးဘူးလက်ရှိတခါနိုင်တာဒီတေဘောဘောတို့မော်ခီတို့ဆိုပြီးခဲ့တဲ့2000 2000ဒီ20နှစ်လောက်ပါတော့တခါကြားသွားပြီးပြီးတက်မလာပြန်တိုက်ပြီးယူလာတာရှိတယ်ကျွန်တော်တို့ကတိတ်မကြွန်းကျင်တဲ့ဘိုင်းကကျွန်တော်တို့ကစီသူတို့နဲ့ကျွန်တော်တိတ်နားမလဲဘိုင်းကကျွန်တော်တိတ်မှာပြောတာဘမော်ဘက်ဆိုလို့ကျင်တယ်ဘမော်ကတိုက်နေတာဟိုနေ့ဒီသွားတဲ့လိုင်းလာလေးတော့ကျိန်းတော့မှာအလားအခုကလည်းဟိုဖားကန်ကိုကြောက်ပြီးစေချောင်းကဒီတချောင်းလုံးလေးကျွန်တော်အကုန်သိနေတယ်အလားတောင်းအောင်ဝဲတွေလည်းတည်လာတောင်းအောင်ပြီးွားလို့ကြဒီဘက်ဟိုအင်းတော်တို့ဘာညာဖြတ်မယ်ကောင်းလဲဝင်းတို့ဘာညာအခုဖြတ်ပြီးလို့လို့ကြဒါလည်းအကုန်လုံးရှင်းမယ်ဟလားဒါ KIA ဘက်ကလည်းခဏခွမ်းပေါ်လည်းကျွတ်နေပြီ ဟုတ်လားဒီဘက် A ဘက်ကိုကျွန်တော်ဆက်ပြောမယ် A ရဲ့လှုပ်ဆောင်ချက်က A မှာလူမရှိတော့ဘူးအခုတို့အသေးလန်ဆွဲတဲ့ section ကနေ35နဲ့ဆိုတာအဲ့မှာဘာလူမှမရှိတော့ဘူးအသေးလန်ဆွဲပြီးပြဿနာတွေတက်နေတဲ့နေရာတွေနော်အဲ့တော့အဲ့ဒီ informal တွေအမှန်မှန်ကန်ကန်တရင်ပေးတာမဟုတ်ဘူးအဲ့ဒါကြောင့်တက်မလို့နင်းနာနေတာကိုကျွန်တော်တို့ကပြောတယ်ပြောတဲ့အခါကျကျွန်တော်တို့ပြောနေတဲ့တရင်ကမှားပါတယ်ဘာညာဆိုပြီးတော့ပြန်ပြီးတော့အချင်းချင်းပြန်တိုက်တယ်ကျွန်တော်တို့တရင်ပြောတဲ့လူကလည်းကိုယ်စော်ဖွဲ့ကြီးပေးပြီးတော့အရင်တော့ကျွန်တော်ကိုယ်စော်ဖွဲ့ကိုယ်စော်ဖွဲ့ကဘာလို့လက်မခံတော့လဲဆိုတော့သူလည်းသူ့ idea သူသိတယ်ဒီကောင်ဘာကောင်လဲဆိုတော့တန်းတည်တယ် ဒါလို့ပြောနေလို့လည်းစောက်ချင်နေမဟုတ်ဘူးเนาะတိတ်နိုင်မပြောတော့ဘူးအဲအဲ့တော့ကျွန်တော်ပြောရမယ်အချင်းချင်းနေတိုက်ခိုက်မှုကိုခင်ဗျားတို့အဲမလုပ်ပါနဲ့ကိုတိုင်းမျိုးတောင်းဝန်ထမ်းဆောင်တဲ့ဘက်ကိုကိုတောင်းဝန်နဲ့ကိုထမ်းဆောင်ပါခင်ဗျားတို့ဒီလိုအချင်းချင်းတိုက်ခိုက်ပြီးနာမည်လိုက်လို့ကိုစောဘုန်းကြီးတိုက်ပြီးနာမည်ရသွားလဲခင်ဗျားတို့အသိဉာဏ်မှာပဲရှိမယ်ကျွန်တော်တို့လည်းတိုက်ခိုက်ပြီးတော့နာမည်ရလဲအသိဉာဏ်မှာမရှိဘူးကျွန်တော်တို့နာမည်ဆောင်ရမ်းကြည့်လဲအသိဉာဏ်မှာပဲရှိရဒါလေးပြောရအောင်ဟုတ်ကဲ့ဒီကခင်ဗျားလည်းကျွန်တော်ညင်းရအောင်မလုပ်ပါတော့ပါကိုကြီးကလာလေးလည်းပါအောင်ပါပါလေဒီမှာတော့အောက်ဖက်နေနိုင်ရတယ်ခင်ဗျားကထောင်ကြဘူးလေဟုတ်ကဲ့အော်နေကျွန်တော်လည်းထောင်ကြဘူးလေ အဲ့တော့ခမရထောင်ကြတာဘာပုံမှန်လဲကြာ900 900ငါအဲ့တော့900ငါနဲ့ခမရထောင်ကြရတယ်ဆိုတော့အဲထောင်လေးရောက်တဲ့အချိန်မှာခမရကအဲ့ဒီ900 900ဆိုပြီးပုံမှန်နဲ့ထောင်ကြရတယ်ခမရကိုခမရကိုနိုင်ငံရေးကျင်းသားလို့သတ်မှတ်ထားတာကျွန်တော်ကတော့အဲ့လိုလေးပါနေသတ်မှတ်မနေပါဘူးကြာကြာတော့ကြာသွားတယ်ပေါ့ဒါပဲအောင်းမေးလိုက်ဘူးကွာဒါပေမဲ့ဘုန်းနဲ့တူကြတယ်လို့ဆိုတော့နိုင်ငံရေးသမားတွေဟုတ်ပြီနိုင်ငံရေးသမားတွေကြီးပဲဆိုတာကလက်ခံတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံရေးသမားလို့ခမရသတ်မှတ်တဲ့လူတွေကတော့ သူတို့ထောင်ကြလာတဲ့ပုံမှန်ဟိုမှာငါးငါးနဲ့ကြပဲတခြားပုံမှန်နဲ့ကြအဲသူတို့ကသူတို့နိုင်ငံအကျဉ်းသားလို့ခံယူတာအသူကတော့ခံယူဟုတ်ပြီရတော့ဆိုခင်ဗျားလည်းထောင်ကြဘူးလေအကျဉ်းသားဖြစ်ခဲ့ဘူးလေကျွန်တော်လည်းထောင်ကြဘူးလေအကျဉ်းသားဖြစ်ခဲ့ဘူးလေအဲ့ဒါခင်ဗျားကိုကျွန်တော်တကူမေးနေတာကထောင်ထဲမှာနိုင်ငံအကျဉ်းသားဆိုတာရှိတာအဲ့ဒါမှာတော့တမချက်ကနှစ်ခုကွဲနေပါကျွန်တော်အပြင်ကနော်ဟုတ်ကဲ့ဒါကငါလုံချင်းသမားဘူးတော့ဟုတ်ကဲ့ပုံမှန်တကူလဲဆိုရင်ဒီနိုင်ငံအကျဉ်းသားလို့ပဲထောင်ဝင်နေနေရအစားပေါ့အတိမတ်ပြုပြီးတော့ဆက်ဆံကြတယ် နိုင်ငံရေးသမားနဲ့နိုင်ငံရေးအကျဉ်းသားမတူဘူးတော့ကျွန်တော်ပြောတာထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားဆိုတဲ့တတ်မှတ်ထားတဲ့တိတဲ့အကျဉ်းသားအစုရှိတယ်မရှိဘူးအဲ့ဒါကိုကျွန်တော်ပြောတာနော်မရှိဘူးရှိဘူးအဲ့လိုပါလို့တက်သူထောင်ပိုင်းကြီးကတတ်မှတ်တာကတမျိုးခင်မရခင်မရောင်းပြမဲ့ဒေသတမှုဖြစ်ရင်ဖြစ်မယ်ဝန်ထမ်းတွေကတတ်မှတ်တာတမျိုးတို့တော့အက္ခစားချင်းဦးစည်းရဲ့တတ်မှတ်ချက်ထဲမှာအကျဉ်းတော်ဒီထဲမှာနိုင်ငံရေးအကျဉ်းသားဆိုတဲ့သူတစုတိတဲ့ရှိတယ်မရှိပါဘူး တတ်မှတ်ချက်ရမရှိဘူးမရှိဘူးသူ့ရဲ့စီမင်းဥပဒေကတော့အခုချိန်ကိုလည်းဒီလိုပဲနေရာတိုင်ရတာပဲနိုင်ငံရေးသမားပါလို့ကိုယ့်အကူတတ်မှတ်ပြီးတော့ငန်းငန်းနဲ့ကြားထားတဲ့လူတွေလည်းဒီစီမင်းအတိုင်းပဲဝါကြရတာပဲဘူးမှခြုံထွက်လို့မရဘူးကျွန်တော်ဆိုလိုချင်တာကတော့ဗျာထောင်ထဲမှာအကျဉ်းသားနှမျိုးပဲရှိဟုတ်ဘာလဲဆိုရင်အကြရဲ့အချုပ်ဟုတ်တယ်နော်အချုပ်သားရဲ့အကျဉ်းသားဒီနှမျိုးပဲရှိတယ်နိုင်ငံရေးအကျဉ်းသားဆိုရင်နောက်တစ်မျိုးမရှိဘူးမရှိပါဘူးမရှိဟုတ်ဒီစကားကဘာကြောင့်တည်လဲဆိုတော့မနေ့ကကျွန်တော်ကျွန်တော်ညီကြီးကပို့ပေးတယ်အထောင်ထဲမှာမင်းရာဇာကနိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက်နှိပ်စက်နေတယ် ဟုတ်အကစားအတူတူကြာလုတ်ပေးတယ်တောက်လျှောက်ရိုက်တယ်တချို့ဆေးအောင်တော့တင်ရတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်ဖတ်ရဟုတ်ကဲ့အဲ့တော့ခမရကလည်းအမှန်တရားတိုင်းပြောရဲကောအမှန်ဟိုမှာတိုင်းခမရပြောရဲတယ်ကောအကျဉ်းသားလည်းဖြစ်ခဲ့ဘူးတဲ့လူတယောက်ဆိုတော့ထောင်ထဲမှာအကျဉ်းသားတယောက်ကိုအခြားအကျဉ်းသားတယောက်ကအဲ့ဒီလိုမျိုးလက်လွတ်စပယ်ရိုက်လို့ရတာမရဘူးမရမရဘူးနောက်ဆုံးကျွန်တော်တို့အများသူကသိကြတဲ့အခန်းလူကြီးပေါ့ဗျာတန်းစီပေါ့ဟုတ်ကဲ့တန်းစီကိုနှိုက်ကိုကအဲ့လိုနိုင်တဲ့စီနေလို့မရဘူးဟုတ်သူမချိန်တတ်လို့ရှင် ဟိုပြောချင်တာအပြစ်တစ်ခုကျူးလွန်လိုက်တယ်ဟုတ်ကဲ့ကျောင်းကအဲ့တော့အကန့်လူကြီးကမင်းကိုငါသုံးပါမယ်မင်းကိုငါသုံးပါရင်ဒီထက်တည်းပြီးမယ်ဟုတ်ကဲ့မင်းကိုသုံးပါလို့လက်မခံဘူးဆိုလို့ရှင်မင်းကိုမင်းကြီးကိုဖို့မယ်ဟုတ်ကဲ့အဲမင်းကြီးရဲ့သုံးမဲ့ချက်မင်းလက်ခံဟုတ်ဆိုတော့တော်တော်များများရတယ်အပြစ်လုပ်တဲ့ကောင်ကများပါတယ်အပြစ်လုပ်မှသာလေဒီလိုညှိကြတာမှန်ပါတယ်အဲ့ကြတော့အကန့်လူကြီးပဲသုံးပါပါဆိုပြီးတော့အထုခံအကြိတ်ခံကုန်လားထောင်ထဲမှာတော့ဟုတ်သုံးပါလားဒီနည်းပဲရှိတာဟုတ် အဲ့လိုပဲသွားကြတာများတယ်ဗျာရွေးချယ်တယ်နှစ်ခုပေးတယ်ဗျာဟုတ်တယ်မင်းနောက်မှုဖြစ်ကံမလားဟုတ်တယ်ဟလာအခန့်လူကြီးအဆောင်မှုကသုံးမလားလက်ခံမလားသုံးမတာကိုလက်ခံမလားရိုက်နဲ့သုံးမတာကိုလက်ခံမယ်လို့ပြောရင်တောင်မှဟိုကျိုးအောင်ပဲ့အောင်ဟလာဖူးရောင်သွားအောင်ဟိုဒီကောင်ဒီစားထဲမှာရေးလာတာဗျာအဲ့ဒါမင်းရစားနဲ့အဲ့အချင်းဦးစီးလိုတော့ကြအလိုတော်ကြီးတွေရှင်းပြောတော့ဂျပန်ကိမေးတိုင်းလိုပေါ့ဟလာဒီကနိုင်ငံရေးအကျဉ်းသားတွေကိုအကြိုက်ကြနဲ့ကြတယ်ဒါတွေကပုံရိပ်ဖြစ်တာဗျာမှန်တယ်မှန်တယ်ပုံရိပ်ဖြစ်တယ်မင်းရစားဟလာကျွန်တော်ရဲ့ညီလေးပါပဲဟုတ်သူက အမှားတစ်ခုကိုသူကျူးလွန်နိုင်ပြီလေလူအများခွင့်မလွတ်နိုင်ကြအမှားသူကျူးလွန်နိုင်ပြီအဲ့တော့သူ့ပြစ်ဒဏ်ကိုခံခံရတယ်အဲ့ဒီအချိန်မှာထပ်ပြီးတော့သူ့ကိုလည်းနာမည်မဖြတ်စေချင်ဘူးအချင်းဦးစီးလောကကိုလည်းနာမည်မဖြတ်စေချင်ဘူးနောက်တကအချင်းသားတွေပုံမှန်လည်းနိုင်ငံရေးခုတုံးလုပ်ပြီးတော့နိုင်ငံရေးအကျိုးအမြတ်ရအောင်နာမည်မဖြတ်စေချင်ဘူးမှန်တယ်လောကကြီးမှာအကျဉ်းသားဘုရားဆိုတော့တော်တော်နာကျင်ပြန်ကောင်းပါလေဟုတ်ပါတယ်အကျဉ်းသားဘုရားရောက်နေရတဲ့လူတွေကိုမှချက်ပြီးနာမည်ဖြတ်တာမျိုးဆိုကျွန်တော်မကြိုက်ဘူးရမှန်တယ်မှန်တယ်အဲ့တော့ခမည်းလည်း အကျဉ်းသားဖြစ်ခဲ့ဘူးလေကျွန်တော်လည်းအကျဉ်းသားဖြစ်ခဲ့ဘူးလေအဲ့မှာခမရကဟာလားနိုင်ငံရေးအကျဉ်းသားပါလို့ပြောချင်ရင်ပြောလို့ရတယ်ပုံမှန်လည်းခမရကြားတယ်ဟုတ်အဲ့တော့ခမရတို့ကဘာလို့မျိုးကြီးကြုံခဲ့ဘူးလားခမရကိုရိုက်တာနဲ့တာထိုးတာမကြုံဘူးကြုံကျွန်တော်တို့ကတော့ဟိုပြောရတော့ဘင်းကိုကလည်းကိုယ့်ကိုခိုင်အေးပဲနေတာလေထောင်ထိကနဲ့မနေစရာလည်းအကြောင်းမရှိဘူးနေနေတိုင်းမှုကအဲ့တော့ကျွန်တော်တို့ပြဿနာမရှိဘူးဟိုနိုင်ငံရေးအကျဉ်းသားဆိုပြီးတော့ပြဿနာတက်တဲ့လူတွေရှိခဲ့တယ်ဟုတ်ကဲ့ဒါပြလို့လဲဆိုတော့သူကအောက်စုဖိတ်ထားကြတာဟုတ်ဒါတော့ပြင်ဟုတ်ကဲ့ဘုသူ့ဘွေကငါတို့မထိနဲ့ငါတို့မတို့နဲ့ဆိုပြီးတော့ခုနအကန်းလူကြီးတွေပိုင်းနဲ့ပြဿနာတက်ကြဟုတ်ကဲ့ပြဿနာတက်လို့ရှိရင် ဒီဟိုဟာတွေကိုအဆောင်မှုပါစာသူတို့မလို့ဒီပြဿနာတွေနောက်ဆက်လို့ပြဿနာတွေအဆောင်မှုတွေလည်းသိတယ်ပြီးတော့ main gate ပဲတွဲလိုက်တယ်ဘာမှ main gate ပါရှိနေတော့ main gate ကတော့ဘာမှရှိရှိဝေးမင်းမနေဘူးရန်ဖြစ်တယ်မင်းကမင်းနိုင်ငံရေးပုံမှန်တွေလာမပြောနဲ့ဘူကစာထူတာဘူကစာထူသူ့ရိုက်ချတယ်ဟုတ်ရိုက်ချတယ်ဆိုတာတော့မှသူတို့ရဲ့သဘောဆန္ဒကိုမေးပါသေးတယ်ဒါပေါ့ဒါပေါ့သူတို့သဘောဆန္ဒကိုမေးပါသေးတယ်ဒါပေါ့ပြည်တယ်ခံမလားနောက်မှုတို့ခံမလားပုံမှန်လက်ခံမလားနောက်မှုတို့ခံမလားအဲ့မှာသူကြိုက်တာကိုသူတို့ရွေးရတာ ဒီလိုမျိုးတို့ပြောတဲ့ဟလာနိုင်ငံရေးအကျဉ်းသားလို့မပြောနဲ့တတိတီလို့ခေါ်တာပေါ့ခင်ဗျားလည်းတတိအဲ့လိုတတိတီလို့အကျဉ်းသားမျိုးကိုတောင်မှထောင်ထဲမှာအကြောင်းနဲ့ညှင်းပန်းနှိပ်စက်လို့မရပါဘူးမရပါဘူးမရပါဘူးအဲ့ဒါတော့မရဘူးအဲ့တော့ကျွန်တော်ပြောချင်တာကမနေ့တော့ဆိုရင်သတင်းတပုတ်တက်ပါတယ်ဟလာညီလေးမင်းရစာကထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နဲ့နှိပ်စက်ပါတယ်မရပါဘူးလုပ်လို့မရဘူးဒါထောင်ထဲကို မရောက်ဘူးတဲ့လူတွေကထောင်ထဲကိုမရောက်ဘူးတဲ့လူတွေကိုဂျင်းထဲတဲ့အရာပါအပုတ်လေးလွင့်ပြောတဲ့အရာ ထောင်ကြဘူးတဲ့သူတိုင်းကအဲ့ဒီတရင်ကိုဖမ်းရီနေပါလိမ့်မယ်ပြုတ်နေပါလိမ့်မယ်ခနေပြုတ်မဲ့ပြုတ်ပေါ့ဗျာနော်တယောပြုတ်ပေါ့ဘာကြောင့်လဲဆိုတော့ထောင်ထဲမှာအချင်းသားအချင်းချင်းညှိမ့်ပတ်နှိပ်ဆက်လို့မရဘူးမရပါဘူးဝိဇ္ဇဝါသုံးဆွဲနေတာကိုမိတဲ့လူမျိုးသူများပစ္စည်းခိုးတဲ့အချိန်မှာမိတဲ့လူမျိုးကိုတောင်မှအညိုမဲဆွဲအောင်ကျုပ်အောင်ကန်းအောင်ပဲ့အောင်ရိုက်လို့မရဘူးချက်တော့ကိုမျိုးဝင်ပြောလို့ပါမိနောက်ဟုတ်တတ်မလားအဲ့ဒါဆုံးမလားခံမလားဆုံးမလားခံမယ်ဆိုမှဆုံးမကြတာဒါကတပိုင်းပါ နောက်တော့ကနိုင်ငံရေးအကျဉ်းသားဆိုတာရာသတက်ကြီးမှာမပါဘူးမရှိဘူးလို့ပြောရခင်ဗျာလက်ခံပါလက်ခံပါနိုင်ငံရေးအကျဉ်းသားဆိုတဲ့ပုံမှန်လည်းမရှိဘူးရှိပါဘူးထောင်ထဲမှာရှိတာနှစ်မျိုးတည်းပါပဲထောင်ကြဘူးတဲ့သူတိုင်းသိပါတယ်ထောင်ထဲမှာအကျဉ်းသားနှစ်မျိုးပဲရှိပါတယ်အချုပ်သားရယ်အကျဉ်းသားရယ်အကြရယ်အချုပ်ရယ်ပါအဲ့ဒီတွေ့ညီကုန်းချုပ်ပြောရမယ်ဆိုရင်ထောင်ထဲမှာမင်းရစာမှမဟုတ်ပါဘူးဘယ်အကျဉ်းသားမဆိုအခြားသောအကျဉ်းသားတွေကိုအကြောင်းမဲ့ရိုက်နေနှိမ့်ဆက်လို့မရဘူး ခုလက်ရှိတရင်ထွက်နေသလိုနိုင်ငံရေးအကျဉ်းသားတွေကိုလည်းခေတ်ဆက်ဆက်ပါเนาะမလုပ်ပါဘူးဘယ်သူမှနားတော့ကြည့်ကြလို့လို့လေမရဘူးသူတို့ကစာရေးဆရာတွေလို့ခေါ်တာလေအကြောင်းမဲ့တော့မလုပ်ပါဘူးခုနပြောတော့ရံပြက်တာတွေပါလို့ဆိုတော့ကိုတန်ကိုတိုင်ရကိုကန်ပေါ့ဒါတော့ဆုံးဆုံးမမှုသူတို့ရွေးချယ်တယ်ဆိုရင်ရိုက်နိုင်ခံတယ်ဟိုတရားဥပဒေလမ်းကြောင်းရွေးရင်နောက်မှုတက်မှာဒါအဲ့ဆိုရင်အခုခင်ဗျားကလည်းနိုင်ငံရေးအကျဉ်းသားဆိုပြီးသူတို့ကိုယ်သူခံယူထားတဲ့အကျဉ်းသားတွေအပေါ်မှာခြားသောအကျဉ်းသားတွေကခေတ်ဆက်ဆက် အုပ်စုဘက်ရိုက်တဲ့နှိမ့်ဆက်ခြင်းမရှိဘူးဆိုတာကိုခင်ဗျားလေးလက်ခံတယ်ပေါ့ဒါကျွန်တော်ပူသေးပါဟုတ်ကဲ့ကျွန်တော်ကလည်းကျွန်တော်ပူသေးပါဟုတ်ပါဒါဆိုတော့ခင်ဗျားလေးကျွန်တော်အငင်းပွားစရာမရှိပါဘူးအဲ့တော့ဗျာနိုင်ငံရေးကျင်းသားတွေကိုရိုက်နှက်နေပါတယ်လို့ပုံရိပ်ဖြစ်နေတဲ့သူတွေကိုခင်ဗျားလေးလည်းပါတယ်သူတို့ကတော့ဗျာမသားတကူရင်းပြီးပြီးတော့တိုင်းပြပြအောင်လုပ်ခဲ့သေးရပဲမသားကိုကူမသားကိုကူမသားကိုကူရင်းပြီးပြီးတိုင်းပြပြအောင်ဖြတ်ခဲ့ကြသေးတာဟုတ်ကဲ့ဗျာဒါကတော့သူပြောကြမှာပဲလေဟုတ်ကဲ့ပါအဲ့တော့အငင်းပွားစရာမရှိတော့လေဒီနားနေရကြဆိုဟုတ်ကဲ့ဗျာဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကမေးလို့ဆိုပါသူကတော့ကိုရှင်ပြောခွင့်ပါဗျာ